နော်မိုင်းကိုပို့ဆောက်တာပေါ့အခုချိန်မှာဒီမြန်မာနိုင်ငံအထံပြောင်းမှာဟိုစစ်ပွဲဖြစ်နေကြတော့မိုင်းဟုတ်လို့ဆိုတော့မပို့ဆောက်တဲ့ပေါ့နော်နေရာအနှံပြားမှာဒီကောင်တွေကမိုင်းဟောင်းနိုင်တယ်စကန်းနေနဲ့နီနာပတ်ဝန်းကျင်မှာရှိတဲ့ရွာသူရွာသားတွေနေနေဆိုရင်တော့သူတို့အဲ့ဒါအဲ့လိုနေရာမျိုးတွေမှာသူဆင်ကျင်မှုတတိထားဖို့ပေါ့နော်ဟိုသူတို့မိုင်းတွေထောင်တက်တဲ့နေရာတွေသူပန်းလူစိတ်တို့ဒေါ်ပါစိတ်တို့အဲ့အဲ့လိုမျိုးတွေကိုတေချာပြန်စင်းစားပေါ့နော်တေချာပြန်စင်းစားပြီးမှဒီဟာမရလိုက်လို့ဘာမှမပြောတကယ်လို့ဖြစ်သွားပြီဆိုလို့ရှိရင်ကိုကပြစ်ဆက်လိုက်ရမယ်ပြစ်ဆက်လိုက်ရတဲ့အခါကျရင် ဟိုဒီထက်ပိုပြီးကြီးမားတဲ့တန်ဖိုးတွေပြန်ပေးရမယ်အဲတော်တော်များများကတော့ဒီခုနကဗောနော်ဒီမြေချင်းတွေတူပြီးတော့ဟွာပြတာရှိတယ်ဗောနော်ပြီးအဲအရခတ်တက်တော့ဘက်မှာပဲဗောနော်ကျွန်တော်တို့တွေဟွာပြတဲ့ချိန်မှာသူကဟွာ ကျွန်တော် remove mine နေဖုန်းနဲ့ခေါ်ပြီးတော့ခွဲတဲ့ mine ဒါကြီးလည်းအသုံးပြုကြတာရှိရပါတော့ခုနောက်ပိုင်းမှာလည်းတော်တော်များအဲတုံးချရပါတော့နောက်ခုကကျွန်တော်တို့ဒီပေါ့နော်အဲရှောင်းရှားတဲ့နာတော့တချို့နေရာတွေမှာကျွန်တော်တို့ဒီဒီဝင်းရနေပြီးတော့မှအရိတ်ခါလေးဆိုပြီးတော့ပြစ်ချပေးနေရရှိတယ်ပေါ့နော်အခုလောလောဆယ်မှာတော့ကျွန်တော်မကြားသေးဘူးပေါ့နော်ဒီလိုမျိုးဖြစ်တိုင်းမကြားသေးဘူးဒါပေမဲ့စစ်တပ်ကဒါလှုပ်လာနိုင်တယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့သတိထားဖို့လိုတယ်ပေါ့နော်ဒီဘာလဲဆိုတော့ရိတ်ခါဒုတ်တွေဆိုပြီးတော့အဲပြစ်ချပေးပြီးတော့မှဒီထဲမှာ မိုင်းနေပေါ့နော်ဒီလိုခုနကဒီဝက်ကလေးကိုဆွဲလိုက်တယ်လို့ပဲပေါ့နော်ကျွန်တော်ဒီထုတ်ကြီးကိုဖြီလိုက်တဲ့အချိန်ညမှာအာထခွဲတယ်ပေါ့နော်ဒါမျိုးတွေမဖြစ်အောင်တော့ကျွန်တော်တို့အဲဂူဆိုက်ကိုလိုနေတယ်ပေါ့နော်ဂူဆိုက်ကိုလိုနေတယ်တချို့ကကျတော့အာကျွန်တော်တို့ဒီ line ပေါ်မှာ social media မှာဆိုတွေ့ရပေါ့နော်ဒီထုတ်ကြီးပြုတ်ကြရေးဆိုတာ ਨੇ ပြပြသလေးလေးသွားပြီးတော့အာပြေးောက်ကြတာပေါ့နော်ပြေးောက်ကြတာရေခါတော်ကြီးဆိုပြီးတော့အဲပြေးောက်ကြတယ်ဟိုပြီးကြရပေါ့နော်အောင်ပွဲခံကြရပေါ့နော်အဒီအာမှာကျွန်တော်လူစုလူဝေးဖြစ်တယ်ပေါ့နော်လူစုလူဝေးဖြစ်ရင်ဒီဟာ အနေအရင်များတယ်ဗောနကျွန်တော်တို့ဒါကြုံငယ်ဘူးတာရှိတယ်နော်ဖာပွန်ဘတ်မှာဆိုရင်လည်းအဲဒီနေလေစာစီတက်ပြီးတော့ဗောနနေလေစာစားကြမယ်ဆိုတော့တင်းမှုကဒါအရာရှိတွေခေါ်ပြီးတော့အဲစုပြီးတော့စားကြမယ်ဗောနဟောပြတဲ့အချိန်မှာအဲ့အချိန်မှာပဲခါကွဲအောင်နော်အာကွက်တိပဲအဲ့နေရာလေးကညေးတလင်းမြင်လေးဆိုတော့ဒီနေရာလေးမှာထောင်တာဒါလည်းသူတို့ရဲ့ဗောနပြောချင်တာကဒီ mind အတိအမြင်မရှိတော့ဗောနမရှိတော့ကျတော့အာဒီနေရာလေးကတော့ဒါပြောင်းပြောင်းလက်နေရဗောနဒီနေရာလေးမှာတို့ ဝိုင်းဖွဲ့ပြီးတော့စားတော့ကြမယ်ဆိုအဲ့ချိန်မှာထကွဲတာကွဲတဲ့ချိန်မှာကျွန်တော်တို့ဆိုသွားကြည့်ရတာပေါ့နော်အဲဘလောက်ဘလောက်တောင်ဟောဖြစ်လဲဆိုတော့အာပစ္စတိုရီမှနေတာမဟုတ်တော့ကျွန်တော်တို့တရားအချိန်မှာပစ္စတိုရီနေတာမဟုတ်ဘူးနော်အရာရှိရင်အများကြီးပါဒီအိုက်တုံးကအရာကံမူတွေလဲကျွန်တော်ပစ္စတိုထုတ်ပေးတာအရာကံမူတယောက်ပါပေါ့နော်အဲအိုက်တုံးကဟိုကြုံခဲ့မှုတော့နော်ဒီလိုမျိုးတွေအဲဟိုနော်ဘိုင်းကိုပော့ဆတာပေါ့အခုချိန်မှာဒီမြန်မာနိုင်ငံအထက်မြောက်ဟိုစပွေးဖြစ်နေကြတယ်မိုင်းဟိုလို့ဆိုတော့ မပေါ်စားတဲ့ဘောနော်နေရာအနှံပြားမှာဒီကောင်တွေကမိုင်းထောင်နိုင်တယ်နောက်ပြီးကျမျိုးရွာဝင်ထွက်တီမှာလည်းဒီကောင်တွေမိုင်းထောင်နိုင်တယ်ဘောနော်မိုင်းထောင်နိုင်တဲ့အကြောင်းပေါ့ကျွန်တော်တို့သတိထားဖို့အများကြီးလိုအပ်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဘောနော်နောက်ပြီးတော့အဲကျွန်တော်တို့ဒီနေဘောနော်ဒီတော်လိုင်းဘတ်တီမှာလည်းဒါဘာဖြစ်ဖြစ်ပေါ့နော်ဒီဟာအသုံးပြရတာဘောနော်မိုင်းဆိုတာကျွန်တော်ကင်းမယ်နေနော်ရှေ့ကင်းအဲကျွန်တော်တို့ဒီညအိတ်နေပြီဆိုရင်ဒါကင်းသမားရဲ့ရှေ့မှာကျွန်တော်တို့မိုင်းထောင်ကြတဲ့ဒလိရှိရတယ်ဘောနော်ဘာလို့လဲဆိုတော့ အာဒါပထမအောင်ဆုံးกินပေါ့နော်ရှေးပြေးกินပေါ့အရှိရမိုင်းတရားရောက်ကနင်းပြီဆိုရင်ကျွန်တော်တို့ဒါกินသမားလဲအလန့်ဖြစ်တယ်လို့အကုန်လုံးလဲအသင့်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေရှိတယ်အဲဒါကြောင့်မလို့ကျွန်တော်ကျွန်တော်နှစ်ဖက်လုံးကဒါမိုင်းထောင်ကြတာရှိတယ်ပေါ့နော်အဲချို့ရာဒီမှာလဲကျွန်တော်ဒီမိုင်းတွေကခုနကဖော်လို့ရတဲ့မိုင်းနေရှိတယ်လို့ပေါ့နော်တချို့ကြတော့လေဒါဖော်လို့မရတဲ့မိုင်းနေရှိရပေါ့နော်အသက်ဝင်သွားပြီဆိုတော့တော်တော်လေးကိုခက်ခဲနေဖော်ထုတ်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်မဖြည့်ဆည်းခဲ့ဘဲနဲ့ ်ထားခဲ့မယ်ဆိုတော်တော်လေးကိုအနေရများတယ်ပေါ့နော်ဒါအနာကက်မှာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီအချိန်မှာဒီမိုင်းလေးကိုဒါကုထောင်တိုင်းနေရာတွေတီးဖို့ပေါ့နော်တော်လိုင်းတစ်ဖွဲ့အနေနဲ့ပေါ့နော်ဘာတွေဆောင်ရဲတင်လဲပေါ့နော်ဘာဘလူတွေအဲလှုပ်ထားတင်လဲပေါ့နော်အခုချိန်ကာလမှာပေါ့နော်ကျွန်တော်တို့ဒီဒါရန်သူလာမယ်လမ်းကြောင်းမယ်ဒါထောင်လိုက်ပါမယ်ဆိုရင်မယ်ဒီဒီနေရာရန်သူလဲလာနိုင်တယ်ဒါပြည်သူလူထုလည်းဒါလာနိုင်တယ်ပေါ့နော်နောက်ပိုင်းနောက်ပိုင်းနေမှာဒီနေရာမှာမျိုးစုံပေါ့ကလေးတငယ်တွေလည်းဒါတွာလာနိုင်တယ်မ ဒါကြောင့်မလို့အဲဒီနေရာတွေမှာတဲ့မိုင်းထောင်နေတဲ့အချိန်ကျရင်ကျွန်တော်တို့ဘယ်လိုအမှတ်သားရင်းလဲလုပ်မလဲပေါ့နော်အနာဂတ်မှာကျွန်တော်တို့ဒေါ်လာရင်းပြီးသွားပြီပြီးသွားတဲ့ဓာတ်တွေပြန်ဖော်ထုတ်မယ်ဆိုရင်ဒါအမှတ်သားရရှိဖို့လိုတော့ပေါ့နော်အဲဒါကြောင့်မလို့ဒီရာပေါ်မှာပေါ့နော်ဇာရုပ်နေနေပေါ့နော်ဘာအကြံဉာဏ်နေပြီးခြင်းလဲဗျာဟုတ်ကျွန်တော်ဒီအခုအောင်စရာမှာအောင်စရာနဲ့ပွဲမှာပေါ့နော်မိုင်းတွေလည်းတော်တော်များထောင်ခဲ့ပေါ့နော်ထောင်ထောင်နေဖော်လဲဖော်လဲထောင်လဲထောင်ခဲ့ပေါ့ထောင်ခဲ့တဲ့အချိန်မှာအခုဒေါ်လာတစ်ဖွဲ့အနေနဲ့ဘာကိုတုံးလဲဆိုတော့ဒီဟာကိုသိရဖို့ပေါ့နော်မိုင်းထောင်တဲ့နေရာ point နေပေါ့ဒီကျွန်တော်မှာဟို စေးအတွက်သုံးတဲ့မြေပုံတွေရှိတယ်မြေပုံ point တွေ point point တွေရှိတယ်အဲ့မှာမှာဟိုကျွန်တော်ဆိုရင်ကျွန်တော်ထောင်ပြီးလို့ရှိရင်လည်းအဲ့လိုတယောက်ခေါ်ရတယ်ပေါ့နော်ခေါ်ရတယ်ပေါ့ခေါ်ပြီးတော့မြေပုံလိုက်မှတ်ဖို့ဘယ်နေရာမှာမိုင်းထောင်ခဲ့ဆိုတာသိအောင်ပေါ့အတိအကျပေါ့နော်အတိအကျသူကသူဟိုဇုံးဆွဲပြီးတော့သူကသူအဲ့နေရာမှာမှတ်တယ်အဲ့နေရာသူနံပါတ်ကလေးနေပေါ့နော်နံပါတ်တွေနံပါတ်တွေနဲ့မှတ်တယ်ဒါတော့ဒါတော့ပို့ပြီးတော့တိကျတာပေါ့နောက်တစ်ခုကကိုထောင်ထားတဲ့မိုင်းဘယ်နေရာမှာရှိလဲဆိုတော့ဒါထောင်ထောင်ထောင်ထဲလိုကပိုသိတယ်ဟုတ်လားထောင်ထဲလိုကပိုသိတယ်ပေါ့ပိုသိတော့ ဒီကိုတက်ဖွဲ့တွေကြီးပဲတိနိုင်တဲ့အနေအထားမျိုးမှာဟိုအမှတ်သားလောက်ခဲ့တာမျိုးတွေရှိကျွန်တော်တို့ဆိုနောက်ဘယ်လိုပြောမလဲဒီတော်လိုင်းတက်ဖွဲ့ဆိုရင် ကိုတက်ဖွဲ့ပေါ့အခုဒါစကားသာစကားသာတော့ဒီအရကြီးဒီအမှတ်သားတွေ့ရင်တော့တွေ့နေတွေ့လိုက်မယ်ဒါပေမဲ့ဒါဘာကြောင့်ဘာမှတ်သားလဲဆိုတာ तू သိမှာမဟုတ်ဘူးအဲ့လိုမျိုးအနေအထားမျိုးပေါ့နော်လောက်ထားတာမျိုးတွေရှိတယ်တော်လိုင်းဖွဲ့နောက်ပြည်သူတွေအတွက်ဆိုရင်တော့အခုကျွန်တော်တို့လုံးဝစကားသာထောင်ွားတယ်ထောင်ွားပြီးတော့မဖော်နိုင်သေးတဲ့ဖော်ဖို့အတွက် အဆင်မပြေသေးတဲ့အချိန်ပေါ့နော်အဆင်မပြေသေးတဲ့အချိန်မှာမိုင်းရှီမန်သိရတယ်ဆိုလို့ရှင်ကျောတွေကမိုင်းမှတ်သားငုံကျွန်တော်တို့ထောင်းမိရတယ်နောက်ပိုင်းသတိဒီညာအိန္ဒိယဒီညာမိုင်းရှီရအောင်နော်မတော်အောင်နော်သတိပေးဆိုင်ဘုတ်တွေကျွန်တော်တို့ထောင်းမိတယ်ထောင်းမိပြီးရင်နောက်တော့ဟိုအတက်နိုင်ဆုံးရှင်းပေးတယ်ပေါ့အတက်နိုင်ဆုံးရှင်းပေးတယ်ဒီလိုဒီနေနဲ့ကလည်းအဲဒီအနာဂတ်မှာတကယ်လို့မိုင်းရှင်းရတော့မယ်ဘာညာဆိုလို့ရှင်ရင်လည်းဒါတော့တော့ပြည်သူတွေနေနဲ့လုံခြုံမှုရှိဖို့အတွက်ကဒါပို့ပြီးတော့ရေးကြည့်ရပါတော့ရေးကြည့်ရတော့ဒီဟို စကားသာတက်အဟောင်းနေစကန်းအဟောင်းနေအဲ့လိုမျိုးနေရာတွေပေါ့နော် အကယ်၍ဟိုမသွားကြတာပိုကောင်းတယ်ပေါ့နော်မသွားဖြစ်တာပိုကောင်းတယ်ပေါ့မြန်မြန်ဝိုးရှောင်းနိုင်လေပိုကောင်းလေပေါ့ခုနကကျွန်တော်ပြောချင်တယ်ဟိုစူးစမ်းလိုစိတ်ဟိုသိတယ်စူးစမ်းလိုစိတ်တို့လောဘစိတ်တို့အဲအဲ့လိုမျိုးတွေကိုတေချာပြန်စဉ်းစားပေါ့နော်တေချာပြန်စဉ်းစားပြီးမှဒီဟာမရလိုက်လို့ဘာမှမပြောတကယ်လို့ဖြစ်သွားပြီဆိုလို့ရှိရင်ကိုကပြစ်ဆက်လိုက်ရမယ်သိမလားပြစ်ဆက်လိုက်တဲ့အခါကျရင်ဟိုဒီထက်ပိုပြီးကြီးမားတဲ့တန်မှုတွေပြန်ပေးရမယ်အဲ့လိုမျိုးပေါ့ဟိုမိုင်းဟို ရှိလားမရှိလားဆိုတော့ကိုကသေချာမသိဘူးဆိုရင်ဒီစစ်ကြံပစ္စည်းတွေစစ်လက်နက်ပစ္စည်းအဟောင်းတွေအဲ့လိုမျိုးပေါ့နော်နောက်ပြီးတော့အဲ့တက်စကန်ဟောင်းတွေမသွားကြတာဘူးပြီးတော့ကောင်းတယ်တော်လိုင်းဖွဲ့တဲ့နေနေကတော့ဒါတော့ဟိုကြိုသိပြီးသားအနေထားတွေပေါ့ရှိတယ်ပေါ့နော်ဟုတ်ကဲ့ဒီလက်ရှိပေါ့နော်တက်ရဲ့ဒါကျွန်တော်နေကြတော့နော်ဒီတက်ရဲ့ဒီမိုင်းနေဆိုရင်ဒါပြည်ရင်းကပဲထုတ်တာများမယ်နေနော်ပြည်ပလည်းရှိရှိလားဟုတ်ရှိပြည်ပလည်းရှိတယ်ဟုတ်တယ်ပြည်ရင်းမှာတော့ကျွန်တော်စက်ယုံနေတော့ကျွန်တော်အများကြီးရှိတယ် စကပါစအဆက်ရုံတွေမှာတော့ကျွန်တော်မိုင်းတွေထုတ်တယ်လက်နက်တွေထုတ်တာပေါ့နော်အဲအဲ့ဒါတွေကိုကျွန်တော်တို့ပြည်သူတွေကတော့မသိပေမဲ့လည်းဒါပေမဲ့ပြည်သူတွေခုနပြောသလိုပြည်သူတွေအနေနဲ့အဲ့လိုခုနပြောသလိုစစ်ကြံစစ်ကြံပစ္စည်းတို့ပါဥစ္စာကန်းတွေပါတွားမယ်ဆိုတော့မှသူတို့တတိရှိဖို့နော်အတိရှိဖို့အဲ့ဒါလေးသူပြည်သူတွေအနေနဲ့ရှောင်ရှားဖို့ပေါ့ရှောင်ရှားရင်တော့အန္တရာယ်ကင်းနိုင်တာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဟောဖြစ်ချင်ပါတယ်နော်မိုင်းကိုအဓိကတော့ဒီမိုင်းရှိနိုင်တဲ့အန္တရာယ်ရှိနိုင်တဲ့နေရာတွေနောက်ပြီးကြရင်သူတို့ရေထောင်တက်တဲ့ပေါ့နော်အဲခုနက ဟိုလိုချင်တက်မှတ်စရာပစ္စည်းတွေပေါ့နော်ပြီးရိတ်ခါဒီပိုင်းညာဆိုလဲဒါထောင်းနိုင်တယ်လीเนาะဒီပါလဲဆိုတော့ ခုချိန်မှာပြည်သူတွေစပေးဆောင်နေတဲ့တွေရှိရခြင်းမှာတို့ရိတ်ခါတုတ်တွေနဲ့ဒါမြူဆွဲတာတို့ပေါ့လေရှိနိုင်တယ်လို့ကြောက်တော့ပြည်သူတွေအနေနဲ့ဒါသတိထားတင်တယ်ပေါ့နော်အနောက်ပြီးကြတော့ကျွန်တော်တို့တွေကြောက်ပြီးတော့ဆိုလမ်းဟောင်းလမ်းဟောင်းနေဆိုတိတ်မတုံးနေဆိုတဲ့ဟိုကလည်းကြောက်ဘူးတွေပေါ့နော်အဲလမ်းဟောင်းနေမှာလည်းဒါတန်သစ်ရှာပြီးလမ်းဟောင်းမိုင်းကြီးထောင်ကြတာလည်းအများတော့ကြောက်ပေါ့နော်ဒီလိုမျိုးလမ်းဟောင်းနေဆိုရင်ဒါသတိထားဖို့ပေါ့နော်အဖြစ်နေသူတို့ကတော့ဒီလိုမျိုးအရန်ခြုံထူတတ်တဲ့နေရာတွေမှာတော့တုံတန်အောင်ထောင်တာရှားတယ်ပေါ့နော်မိုင်းကြီးအဲလိုမျိုးဒီနေ့လမ်းသွားလမ်းလာ ဲဖြစ်နိုင်တဲ့နေရာမျိုးတွေမှာထောင်တယ်ပြီးလမ်းလေးတွေမှာကတ်ထောင်တယ်ခုနအာဒီရေချိုးစိတ်တွေပေါ့နော်ရေချိုးစိတ်တွေရေခတ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ခီလမ်းခီတွေသွားပြီးအရန်ပြင်ပန်းပြီးတဲ့အချိန်မှာရေချောင်းတွေတွေ့မယ်ပေါ့နော်တောက်တွေ့ပြီဆိုရင်ရုတ်တရက်စင်းတာမျိုးတွေပေါ့နော်မလုတ်တင်ပေါ့နော်ဘာလို့လဲဆိုတော့ရေချိုးစိတ်တွေမှာသူတို့ကထောင်ကြတာများတယ်ဘာလို့လဲဆိုတော့ခီတွေသွားပြီးရေရန်ငတ်ပြီးဆိုရင်ဒါစင်းတော့မယ်ဆိုတာသိရောကြောင့် ရေချိုးစိတ်တွေမှာထောင်လာများတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်အရေးအဝါသားကောင်းတဲ့ကောင်းတဲ့နေရာတစ်ပင်နေရဲ့အောက်တီပေါ့နော်ဒီတစ်ပင်နေရဲ့အောက်တီမှာလည်းတို့ထောင်လာနားနေနားလို့ကောင်းတဲ့နေရာနားလို့ကောင်းတဲ့နေရာရာသီဥတုကတော့ drawing line နဲ့မှာဒီမြလေးရအခြေလေးရတယ်ဆိုပြီးပေါ့နော်ကကောက်မနာဘူးလေဒါလို့တော့ပေါ့နော်ငါလည်းဆိုတော့အရေးကြီးနေရာတွေမှာဆိုလဲတို့ကဒါမိုင်းထောင်လက်ကြတာပေါ့နော်နောက်ပြီးကျတော့ကပစ္စည်းပစ္စည်းတွေပေါ့အဲဒီလက်နက်ခေယံတွေတို့ပြီးရင်ဒီလူသေးလောင်းတွေတို့ပေါ့ဒါမျိုးတွေဆိုရင်လဲတို့က ဒါမိုင်းထောင်တာကြာတာရှိရေပေါ့နော်လူသေးလောင်းတွေ့ရဆိုပြီးတော့ကျွန်တော်တို့ဒီဒါပြည်သူလူထုကပဲဖြစ်ပေါ့နော်ဒွန်လိုက်တဲ့ဘွဲပြည်ရုတ်တရက်ဒါလှန်လိုက်တဲ့ချိန်ကြရင်ပေါ့နော်ဘသူပဲဝါလဲဆိုတော့ကြည့်ကျွန်တော်လှန်လိုက်တဲ့ချိန်ကြရင်ဒါပောက်ကွဲတာမျိုးတွေပေါ့နော်ဒါတွေဖြစ်လာနိုင်နေပေါ့နော်ပြီးစီတူဘူးတွေပေါ့နော်ဖေတူဘူးတွေနှုတ်စီဘူးတွေအဲစားစာတွေပေါ့အဲစားစာရိတ်ခါတွေဒါတွေရဲ့အော်ဒီမှာလဲဒါထောင်တက်ကြရပေါ့နော်အဲပြီးရင်ဟိုဂျန်တဲ့အရာတွေလည်းအများကြီးရှိပါတယ်လို့မိုင်းထောင်တက်တဲ့အရာတွေကတော့ကျွန်တော်တို့ကြီးလိုက်တဲ့ချိန်မှာတော့ဒါတာမန်မဟုတ်ဘဲနဲ့ပေါ့နော်ဒီပစ္စည်းက အဲဒီနေရာမှာရှိနေတယ်ရှိနေတယ်ဟိုဟိုဒီဒီနေရာမှာကဒါတောကြီးတောင်ကြီးဖြစ်ပြီးတော့မှာခင်ဗျားလိုဟိုစလေးတွေကွန်းရတွေအဲစလေးတွေကွန်းရတွေကျန်တဲ့ပေါ့နော်လူကြိုက်နိုင်တဲ့အဲပစ္စည်းတွေပေါ့နော်ရွှေတွေငွေတွေပစ္စည်းတွေပေါ့နော်ဒါမျိုးတွေတွေ့ပြီဆိုရင်တော့နည်းနည်းလေးပေါ့နော်ဒါစူဇန်းစင်ကျင်မှုလူတွေပေါ့နော်ဒေထားမှာဒေထားမှာပေါ့နော်ယူတီအကြီးတွေသွားမြို့ဖို့လူတွေပေါ့နော်တကယ်လို့ကိုကဒါကိုလိုချင်နေဆိုရင်တော့ခင်ဗျားကဝလုံးနဲ့ အဝေးကနေလှမ်းရိုက်ပြီးယူရာမျိုးပေါ့နော်ရမ်းပြီးယူရာမျိုးအာနောက်ပြီးကျရင်ကျန်တဲ့ပေါ့နော်စူးနဲ့ချစ်တာမျိုးပေါ့နော်နောက်ဆုံးပေါ့ဒီရောက်လိုချင်တယ်ဟိုမဖြစ်မနေတော့ယူရမယ်ဆိုရင်ဒါတက်သည့်နားလဲသူတွေပေါ့နော်ခေါ်ပြီးတော့အာလုတာမျိုးတွေဒါလုံးတင်တယ်လို့တော့ကျွန်တော်တို့ယူဆမိတယ်ပေါ့နော်အာနောက်တစ်ခုကတော့အဲပြည်သူရေးပေါ့နော်ဒီဒီနေရာတွေပေါ့နော်စင်စင်ကြံတဲ့နေပေါ့နော်ဒီအရန်ကိုအာ မိုင်းနေရာပေါ့နော်အခုချိန်မှာအရင်ပေါ်များလာတဲ့အတွက်ကြောင့်မလို့ဒါပြည်သူတွေအနေနဲ့ပေါ့နော် data စင်ကြံတင်တယ်လို့ထင်ပြီးရဲအာဒါဖြစ်ဆက်ဆွေးနွေးလို့ရတယ်ပေါ့နော်အကြောင်းအရာလေးရှိရင်ခုနပြည်သူတွေအနေနဲ့ပေါ့နော် data တင်တဲ့အကြောင်းအရာလေးရှိရဆိုရင်ပေါ့နော်ဆွေးနွေးပြီးကြအောင်ပါဟုတ်ပြည်သူတွေအနေနဲ့ကတော့ကျွန်တော်တို့စစ်စစ်ပွဲဖြစ်တဲ့နေရာနောက်စစ်ပွဲဖြစ်ပြီးသွားတဲ့နေရာတွေနောက်တို့စခန်းအနေနဲ့နီနာပတ်ဝန်းကျင်မှာရှိတဲ့ရွာသူရွာသားတွေအနေနဲ့ဆိုရင်တော့ တို့အဲ့အဲ့လိုနေရာမျိုးတွေမှာသူဆင်ကျင်မှုတတိထားဖို့เนาะဟိုသူတို့မိုင်းတွေထောင်တက်တဲ့နေရာတွေဟိုကိုကမသိပြမယ်လဲကိုကအမှတ်သားတွေပါရှိတဲ့နေရာမျိုးတွေပါညို့ဆိုလို့ရှင်လဲကျွန်တော်တို့ပြည်သူတွေတွာလာမှာအတွာလာဆင်ကျင်ပြီးတော့တတိထားကြဖို့ကျွန်တော်တို့အနေငယ်ပြောချင်ပါတယ်เนาะဟုတ်ကဲ့ဟုတ်ပြည်သူနေနေကတော့ဒါသူကိုတိုင်းကြုံတွေ့နေရတဲ့အရာတွေမဟုတ်ဘူးเนาะဒါကတော့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကာလတွေမှာဒီမိုင်းဆိုတာကြီးကိုသူတို့နေ့စဉ်ကြုံတွေ့နေရတဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့စီမှာလည်း ဒါကျွာတချို့ရွာတွေမှာဆိုလို့ရှိရင်တော်တော်များများဒီစစ်တံကိုခံခံကြရတယ်เนาะစစ်ရတံကိုခံကြပြီးရင်းစစ်တံဒါနှစ်ပေါင်းနဲ့နှစ်ပေါင်း50 60ကျော်ကြာပြီးတော့ထားပါတော့အဲ့လောက်ကြာခဲ့တဲ့အချိန်တွေမှာတို့တွေဒီလိုနီးနီးကပ်ကပ်ကြီးမဖြစ်ခဲ့ဘူးเนาะအခုဒီကျွန်တော်ဒီမိုကရေစီရေးကျွန်တော်တော်လိုင်းရေးဖွဲ့ရင်လည်းဆောင်ရွက်နေကြတဲ့အချိန်မှာတိုက်ပွဲတွေကမျိုးရေးရွာတွေတွေရောက်နေပြီဒါပေမဲ့တို့မှလည်းဟိုဒီအတွေ့အကြုံတွေရှိကြပြီပေါ့နော်အဲ့တော့ဖြစ်ဖြစ်နေတာဖြစ်နေတာဘာလဲဆိုတော့ ဒီမိုင်းအတိမိုင်း3ကိုနော်တော်လိုင်းအဖွဲ့တွေနေနေပေါ့နော်သူတို့ပြည်သူတွေကိုတဆင့်ပြန်ပြီးတော့ချပြစေချင်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာဒီဒီနေရာတွေမှာဒီနေရာတွေမှာမသွားသင့်ဘူးလို့ဟိုဟာ3ပေးထားတဲ့ဆိုင်မှုတွေရှင်ပြည်သူတွေနဲ့ရှောင်ရှားဖို့ရှောင်ရှားဖို့နောက်ပြီးတော့တော်လိုင်းအဖွဲ့တွေနေအခုသူတို့နေတယ်ပေါ့နော်ဒီကျွန်တော်တို့မျိုးလည်းမျိုးလည်းလာရမှာကျွန်တော်ပါခပါတွေရှိတယ်ဗျာပါခပါတွေရဲ့ဟိုဘာလို့လမ်းညွှန်မှုပေါ့နော်လမ်းညွှန်မှုပေါ့ဒါပြည်သူကာကွယ်တပ်ဖွဲ့တွေကနေပြီးတော့ဒီမိုင်းရှိတဲ့နေရာကိုမသွားကြပါနဲ့ဆိုရင်မသွားပါနဲ့နောက်ပြီးပါရင် သူတို့တွေဟိုပြောပြတဲ့သတင်း information သတင်းချက်လက်တွေပေါ့သူတို့ကပြန်ပြီးတော့ခြားပြလို့ရတဲ့သတင်းတွေကိုသူတို့ခြားပြမယ်။မိုင်းဆိုရင်မိုင်းတွေးလို့ရှိရင်ဘယ်လိုလုပ်ရမလဲ။မိုင်းတွေးလို့ရှိရင်ဘယ်သူအရင်ပြောရမလဲဆိုတော့ဒါသူတို့ရဲ့ညွှန်ကြားချက်တွေကိုလည်းနားထောင်ကြပါကျွန်တော်ကျွန်တော်တို့အဲ့လိုမျိုးပြောကြည့်နေမှာနော်အဲ့ဒါမှလည်းအဲပို့ပြီးတော့အနေအကင်းမယ်လို့ယူဆတယ်ပေါ့ကျွန်တော်ကတော့ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဆိုရင်ပေါ့နော်ကျွန်တော်မိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ဒါဒီချီလင်းချင်းမြန်တရင်နေပေါ့နော်စစ်တပ်ကနေပြီးတော့ထောင်တက်တဲ့အကြောင်းအရာလေးတွေပြီးရင်ကျွန်တော်ဒေါ်လာအဖွဲ့နေပေါ့နော်စင်ဂျန်လိုင်းနာတဲ့ အကြောင်းအရာလေးတွေပေါ့နော်ဒါတွေကိုဆွေးနွေးခဲ့ကြရတာပေါ့နော်နောက်ဆုံးမှာကျွန်တော်တို့ပြည်သူလူထုအနေနဲ့ပေါ့နော်ဘယ်လိုဒီ mind နဲ့ပတ်သက်ပြီးတော့ဒါ mind 3 mind အတိပေါ့နော်ရှိကြဖို့ ਨੇ mind မှာဆရာမရှိဘူးပေါ့နော်ဆရာမရှိဘူးဒီ mind တွေကိုတွေ့တဲ့အချိန်ညာဘယ်လိုရှောင်ရှားရမယ်ဆိုတဲ့အကြောင်းအရာလေးတွေပေါ့နော်ကျွန်တော်တို့အနေနဲ့အာဆွေးနွေးပြီးသွားကြတာပေါ့နော်ဆွေးနွေးပြီးသွားကြတာဖြစ်တယ်အဲဒီထက်မှာပေါ့နော်ကျွန်တော်တို့အဓိကတော့အာအခုအနောက်ပိုင်းနောက်ပိုင်းနေမှာပေါ့နော်ဒီထက်မကောက်နော်စစ်စင်ကြီးတွေကျန်းလာတဲ့အချိန်မှာဒါ mind တွေဟိုဘက်ဒီဘက်ပေါ့နော်ထောင်ချောင်းမှာပဲထောင်ချတဲ့အချိန်မှာပြည်သူလူအနေနဲ့ပေါ့နော်ဒါ မိုင်းနဲ့ပတ်သက်ပြီးတော့ဗောနောပြောတဲ့အရာတွေဗောနော delete လိုက်နာကြဗောနောမိုင်းကိုတွေးပြီဆိုရင်ဒါဟိုဗောနောလင်းလင်းမြန်မြန်ဖယ်ရှားဖို့ဗောနောမကြိုးစားဖို့ဗောနောဘာလဲဆိုတော့ဒီမိုင်းဆိုတာကဒါဟိုတကယ်ကိုဗောနောတက်တည့်ရဲ့သူတွေတောင်မှဒီမိုင်းကိုဖယ်ဖို့ဆိုတာကတော်တော်လေးကို risk အများကြီးယူရတာနော်အဲ့လိုမျိုးအခြေအနေရှိနေတဲ့အကြောင်းမျိုးပြည်သူတွေနေနေပေါ့နော်ဒီဘိုင်းကိုတွေးရအချိန်မှာဒါဖယ်ရှားစင်းနေပေါ့နော်ချက်ချင်းဖယ်ရှားစင်းနေပြုလုပ်ဖို့နောက်ကြောင့်မိုင်းအသေးကြီးပဲဆိုပြီးတော့နော်ဒီမိုင်းကိုပြန်လဲအသုံးပြုဖို့ပေါ့နော်အာလောက်တာမျိုးတွေပေါ့နော်ဒီမီရှိုးပျက်စီးတာမျိုးတွေဆောင်ရှားဖို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဆွေးနွေးပေးကြတာဖြစ်ပါတယ်ခုလိုပေါ့နော်လာရောက်ဆွေးနွေးပေးကြတဲ့ကိုတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါစစ်ပွဲမှာလည်းကျင့်ဝတ်ရှိတယ်